ဘေကျင်းမြို့ကနေဒီကနေ့ဘူဒုံနေ့မှာထုတ်ပြန်တဲ့သတင်းအရဒီရောနိုင်ငံကြောက်ဝင်ကြီးဌာနကသမရရှီချင်းဖြစ်တဲ့သမရထရန်တို့ရဲ့တွေ့ဆုံမှုကိုတည်ပြုလိုက်တာဖြစ်ပါတယ်ဒီတွေ့ဆုံပွဲကိုတောင်ကိုရီးယားနိုင်ငံရဲ့စေကမ်းမြို့ဖြစ်တဲ့ပူဆန်မြို့မှာပြုလုပ်သွားမှာဖြစ်ပြီးနိုင်ငံကြီးကနေဦးဟာမဟာဗျူဟာမြောက်ပြီးရေရှည်အရေးပါတဲ့ကိစ္စရပ်တွေပေါ်မှာအသေးစိတ်နဲ့နဲ့နေနေဆွေးနွေးသွားမှာဖြစ်တယ်လို့ဒီရောနိုင်ငံကြောက်ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်ကုံတော်ဤသဘောတူညီချက်ကိုတရားရည်ညွှန်းပြောဆိုသွားခြင်းမရှိပေမဲ့ဒီတွေ့ဆုံပွဲကနေ ပြူသဘောဆောင်တဲ့ရလဒ်တွေထွက်ပေါ်လာမှုနဲ့နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက်တွန်းအားသစ်တွေပေးနိုင်ဖို့အမေရိကန်နဲ့အတူချိုးပန်းသွားဖို့လိုတယ်လို့လည်းသူကဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဒီကနေ့မှပဲတောင်ကိုရီးယားနိုင်ငံကိုအသွာ Air Force 1သမ္မတအထူးကျေးရင်ပေါ်ကနေသူနဲ့သမ္မတရှီတို့ဟာနှစ်နိုင်ငံလုံးအတွက်ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုကိုရရှိအောင်လှုံ့ဆော်သွားမှာဖြစ်တယ်လို့အကောင်းမြင်စကားဆိုခဲ့ပါတယ်။ထရန့်နဲ့ရှီတို့တွေ့ဆုံတဲ့သတင်းတွေကြောင့်လွန်ခဲ့တဲ့တလအတွင်း ဘာပန္နာကြီးစည်းကွက်တွေတည်ငြိမ်ခဲ့ပြီးဒီနေ့မြုပ်နှံသူတွေကလည်းကုန်သွယ်စုပွဲကိုအဆုံးသတ်နိုင်မယ်ဆွေးနွေးပွဲရလဒ်ကိုမျှော်လင့်နေကြတာပါ။ဝါရှင်တန်ကတော့တရုတ်ရဲ့နေရှားတပ်ထုတင်ပို့မှုထိန်းချုပ်လိုက်တာကြောင့်ချင်းတွေပုံမှုဆိုးဝါးလာတယ်လို့အပြစ်တင်ထားချိန်မှာတရုတ်ကတော့အမေရိကန်မှာတရုတ်ကုမ္ပဏီတွေရဲ့ယင်းနည်းမြုပ်နှံခွင့်ကိုအမေရိကန်ကပုံမှုကန့်သတ်လာတာကြောင့်လို့တုံ့ပြန်ထားပါတယ်။သမရရှိဟာအာရှပစိဘေးစီပွားရေးဘူပေါင်းဆောင်ရွက်မှုအေပတ်အစည်းအဝေးတက်ရောက်ဖို့အတွက်တောင်ကိုရီးယားကိုလာရောက်မှာဖြစ်ပြီးသမရဆောင်ကတော့ အီဘာစီဝိတ်ကိုတက်ရောက်မှာမဟုတ်ပါဘူး။တွဲဆောင်မဲမတိုင်ခင်ချစ်ကြီးခြေလန်းတစ်ခုအနေနဲ့တရုတ်ဆိုးရပိုင်းကော့ဖ်ကိုကုမ္ပဏီကအမေရိကန်ပေဗီဇာကုန်တင်သင်းမော၃စင်းစာဝေယူခဲ့တယ်လို့ကုန်သွယ်သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါဟာဒီနေ့အမေရိကန်ရဲ့ရိတ်သိမ်းရာသီကနေတရုတ်ကပထမဆုံးအကြိမ်ပြန်လည်ဝေယူတာလည်းဖြစ်ပါတယ်။ဒီတွဲဆောင်ပွဲရဲ့ရလဒ်ဟာကမ္ဘာကုန်သွယ်လမ်းကြောင်းအနေနဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုပါအပြောင်းအလဲဖြစ်စေနိုင်တာကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေ၊ညီညီမြောက်နန်းသူတွေနဲ့ နိုင်ငံတကာအတိုင်းဝိုင်းကပါအထူးစိတ်ဝင်စားစောင့်ကြည့်နေကြတာဖြစ်ပါတယ်။